မန်ချက်စတာယူနိုက်တက်အသင်းဟာချန်ပီယံလိဖလာ၃ချိန်ရဖို့ပါတယ်။ဟာမင်းကဆရာကြီးပဲကွာ။အစင်းနဲ့အသင်းကတော့ချန်ပီယံလိဖလာရဖို့ချင်းမရှိသေးပါဘူး။အားလုံးမင်္ဂလာပါကျွန်တော်တို့ဒီနေ့ပြောပြပေးမှာကတော့ AI Studio အသုံးပြုနေကိုပြပြပေးမှာဖြစ်ပါတယ်။ AI Studio ဆိုတာကကျွန်တော်ကျွန်တော်တို့ AI နဲ့ကိုယ်နဲ့ပေါ့နော်အပြန်အလှန်အာကျွန်တော်တို့ဒီစကားပြောလို့ရတဲ့နည်းလေးဖြစ်ပါတယ်။အဲ့ဒါလေးကိုပြပြပေးမှာဖြစ်ပါတယ်။အဲ့တော့ AI Studio အသုံးပြုဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ browser တစ်ခုထဲကိုဝင်ရမယ်ပေါ့နော်။ကျွန်တော်ကတော့အာဒီမှာ Chrome နဲ့ကိုပဲတစ်ချက်ဝင်လိုက်မယ်။အော်ကိုကိုဒီမှာရှိတဲ့ browser ပါပဲဖြစ်ဖြစ်လုပ်လို့ရရပါတော့ကျွန်တော်တို့ browser မှာကျွန်တော်တို့ကဒီမှာ ခွေခဲ AI Studio လို့ရိုက်ရှာလိုက်ပါအာဒီမှာဆိုလို့ရှိရင်ခွေခဲ AI Studio ဆိုပြီးရိုက်ရှာလိုက်အာဒီမှာအပေါ်ဆုံးမှာကြာလာမယ်ပေါ့နော် AI Studio ကခွေခဲတော့ကွယ်ဆိုပြီးတော့ကြာလာလိမ့်မယ်အာဒီပုံစံလေးရှိမယ်ပေါ့နော်ဒါလေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်โอเคနောက်တစ်ခုကဒီ Google AI Studio ကိုသုံးဖို့ဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်တို့က VPN လေးချိန်ထားဖို့တော့လိုတယ်ပေါ့နော်တကယ်လို့ VPN ချိန်မထားဘဲနဲ့အာလောက်ထမဲ့ဆိုလို့ရှိရင်သူကမရတာမျိုးလေးတော့ဖြစ်တတ်တယ်အဲ့တော့ကျွန်တော်တို့ကဒီ VPN လေးချိန်ထားလိုက်ပေါ့ တခြားနိုင်ငံပဲဟာပဲဖြစ်ပါတော့အာစင်ကာပူတို့ဂျပန်တို့ US တို့အဲကြိုက်တဲ့အဆင်ပြေတဲ့ဒီမှာကျွန်တော်ချိန်လို့ရပါတယ်ဒီနေရာမှာဆိုလို့ရှိရင်သူကကျွန်တော်တို့အာ Google အကောင့်ဝင်လိုက်မယ်ဆိုလို့ရှိရင်တော့ဒီလိုမျိုးပုံစံမျိုးလေးပေါ်နေလိမ့်မယ်ပေါ်နေပြီဆိုလို့ရှိရင်တော့အာဒီအောက်မှာပေါ့နော် what is new ဆိုတဲ့ဒီအောက်လေးမှာပေါ်နေပါလိမ့်မယ်ဒီဘက်ကနေပြီးတော့ဒီဘက်ကိုတစ်ချက်ထပ်ဆွဲလိုက်ပါအာဒါကကျတော့ native speech generation ကကျတော့ကျွန်တော်တို့အာကိုပြောလိုက်တဲ့စကားလုံးကိုသူကစတာပြန်လုပ်တာမျိုးတွေပေါ့နော်ဒီလိုမျိုးလုပ်တဲ့ဟာ ဟာဒါကြတော့မှဒီမှာ live audio to audio ဆိုတဲ့ဟာမှအာကျွန်တော်တို့နဲ့ AI နဲ့အပြန်အလှန်ပြောတဲ့ဟာဖြစ်ပါတယ်။အာဒီဘက်ကကြတော့ကျွန်တော်တို့က image generation ကျွန်တော်တို့ပုံတွေထုတ်ချင်တဲ့အခါမှာသုံးတာပေါ့နော်။အခုကကျွန်တော်တို့ကစကားပြောမယ် AI နဲ့အပြန်အလှန်စကားပြောမယ်အမေးဖြေလုံးမှာဖြစ်တဲ့အတွက် live audio to audio dialogue ဆိုတဲ့ကောင်ကိုတစ်ချက်နှိပ်လိုက်ပါမယ်။ โอเคအဲ့လိုနေပြီးပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာ talk ဆိုတာရှိတယ် webcam ဆိုတာရှိတယ်အာ webcam ဆိုတာကကျွန်တော်ဗျာကိုယ့်ရဲ့ဒီ webcam ဆိုလို့ရှိရင်ကျွန်တော်ကင်မရာဖွင့်ပြီးတော့ဥပမာကိုယ့်ရဲ့ဇပွဲပေါ်မှာရှိတဲ့အရာတွေကိုကိုကဘယ်နှမ်းမှာကိုကမျက်မှန်ပြောင်းနေရမျိုးတော့ပြောင်းနေရမျိုးဆိုလို့ရှိရင် webcam ဖွင့်ပြီးတော့ပုံရိုင်းလိုက်လို့ရှိရင်ဘယ်နှားလေးမှာရှိနိုင်တယ်ဆိုပြီးတော့သူကပြပေးတယ်အဲဒီလိုမျိုးထိလုပ်လို့ရရပါတော့โอเคအခုကကြာကျွန်တော်တို့ talk ဆိုတဲ့ဥစ္စာလေးစကားပြောမှာဖြစ်တဲ့အတွက်ဒီ talk ကိုတစ်ချက်နှိပ်လိုက်ပါမယ်โอเค talk ကိုနှိပ်လို့ဒီဘေးလေးမှာ အာအခုဆိုရင် तू ကဒီမှာအလုံးလုံးနေပြီဖြစ်ပါတယ်ဟုတ်ကဲ့အဲ့ဒါဆိုရင် तू ကအလုံးလုံးနေပြီပေါ့နော်โอเคအခုမင်းငိုတာက YouTube နဲ့ပတ်သက်ပြီးတော့မေးချင်တယ်မေးလို့ရမလားဟုတ်ကဲ့မေးနိုင်ပါတယ် YouTube နဲ့ပတ်သက်ပြီးဘာသိချင်တာလဲ YouTube ကနေဝင်ငွေရဖို့ဆိုလို့ရှိရင်အခြေခံဘာတွေလိုအပ်လဲ YouTube ကနေဝင်ငွေရဖို့ဆိုရင်တော့အခြေခံ subscriber ၆၀၀၀နဲ့ public watch hour လိမ့်ထောင်ပေးဖို့လိုအပ်ပါတယ် ပြီးတော့ YouTube ရဲ့ monetization policies တွေနဲ့အကန့်ကြီးဖို့လဲလိုအပ်ပါတယ်မြန်မာနိုင်ငံကနေရော YouTube ကနေဝင်ငွေရှာလို့ရလားဟုတ်ကဲ့မြန်မာနိုင်ငံကနေလဲ YouTube ကနေဝင်ငွေရှာလို့ရပါတယ်ဒါပေမဲ့ YouTube ဆက်ပြောပါ YouTube partner program ရဲ့စီကံချက်တွေနဲ့ကန့်ကြီးဖို့လိုအပ်ပါတယ်ဥပမာ subscriber ထောင်းထောင်နေ public watch hour လေးထောင်ပြရငယ်ပြီးတော့ YouTube monetization policies တွေကိုလိုက်နိုင်ရပါမယ် โอเคဟုတ်ပါပြီတခြားဘာသိချင်သေးလဲပရီးမီးယားလီးဂ်မန်ယူအသင်းအကြောင်းကိုတော့သိလားဟုတ်ကဲ့မန်ချက်စတာယူနိုက်တက်အသင်းကိုသိပါတယ်သူတို့ဟာအင်္ဂလန် ပရီးမီးယားလီးဂ်ကနာမည်ကြီးအသင်းသတင်းဖြစ်ပါတယ်မန်ယူမှာချန်ပီယံလီးဂ်ဖလားဘယ်နှလုံးရှိလဲမန်ချက်စတာယူနိုက်တက်အသင်းဟာချန်ပီယံလီးဂ်ဖလား၃ချိန်ရဖူပါတယ်1988 2008 2009တို့မှာရခဲ့တာပါချက်စီအသင်းကရောချန်ပီယံလီးဂ်ဘယ်နှချိန်ရဘူးလဲ ဆက်စီအသင်းကတော့ချန်ပီယံလိဂ်ဖလာနှစ်ကြိမ်ရဖူးပါတိုင်း2011နဲ့2023တို့မှာရခဲ့တာပါအာဆနယ်အသင်းရောချန်ပီယံလိဂ်ဘယ်နှကြိမ်ရဘူးလဲအာဆနယ်အသင်းကတော့ချန်ပီယံလိဂ်ဖလာရဖူးခြင်းမရှိသေးပါဘူးသူတို့ဖိုင်းနယ်ချီတော့တက်ဖူးပါတယ်โอเคဒီလိုမျိုးကျွန်တော်တို့ကသူနဲ့အပြန်အလှန်ပြောပြီးတော့မေးလို့ရတယ်ဥမာကိုပြောချင်တာတွေဗျာကိုဘာပဲဖြစ်ဖြစ် ပြောလို့ရတယ်ခုနပြောတဲ့အပေါ်မှာဆိုရင်ကျွန်တော်ကဒါ YouTube နဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုကျွန်တော်မေးပြပေးပါပါเนาะအဒီလိုမျိုးမေးလို့ရရင်နောက်တစ်ခုကကျွန်တော်တို့ YouTube ကနေပြီးတော့အဒီလိုမျိုးလုပ်ဖို့ဆိုလို့ရှိရင်ဘယ်လိုမျိုး idea တွေယူလို့ရလဲဒါမျိုးတွေအရဆိုသူ့ကိုမေးလို့ရတယ်ပေါ့เนาะဥပမာကျွန်တော်ဆိုရင်အခု YouTube မှာ video တို့အတွက် idea လေးတွေ ဘာလို့လုံးလို့ရလဲဆိုတော့တစ်ချက်မေးပြပေးမယ်အာကျွန်တော်တို့သူနဲ့မေးဖြေလုံးနေတဲ့အချိန်မှာဒီမိုက်ပုံလေးကိုဖွင့်ထားလို့ရရယ်ပေါ့နော်သူ့ကိုမမေးချင်တော့ဘူးဆိုတဲ့အချိန်ကြမှာပဲအခုကျကျွန်တော်ဆိုမမေးချင်တော့ဘူးတကယ်လို့တော့ဒီမိုက်ပုံကိုဖွင့်နေလိုက်လို့ရှင်သူကကျွန်တော်ပြောတာကိုနားထောင်နေမှာဗျာအကုန်လုံးနားထောင်ပြီးတော့သူကလိုက်ပြောနေမှာအဲအားဆိုတော့အခုပိတ်ထားတယ်အဲကိုပြောချင်ပြီဆိုတော့ဒီကောင်းလေးကိုပြန်ဖွင့်ပေးလိုက်ပြန်ဖွင့်ပေးလိုက်လို့ရှင်တော့သူကအဆင်ပြေပြေနဲ့ပြန်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်โอเคအဲ့တော့ကျွန်တော်နောက်ထပ်တစ်ခုထပ်ပြီးတော့မေးကြည့်မယ်မင်းမြန်မာနိုင်ငံရဲ့အကြောင်းကိုရောတိလားဟုတ်ကဲ့ မြန်မာနိုင်ငံအကြောင်းကို သိပါတယ်မြန်မာနိုင်ငံဟာအရှိတောင်ရရှာမှာရှိတဲ့နိုင်ငံတစ်နိုင်ငံမှာရန်ကုန်ဟာအကြီးဆုံးမှုဖြစ်ပြီးနေပြည်တော်ဟာမြို့တော်ဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေကဘယ်လိုရှိနေလဲလက်ရှိအခြေအနေဟာရှုပ်ထွေးနေပါတယ်နိုင်ငံရေးအကျပ်အသေးနဲ့စီးပွားရေးအခက်အခဲတွေရှိနေပါတယ်လူမှုအတိုင်းအဝိုင်းမှာလည်းစိန်ခေါ်မှုတွေမြောင်းနေပါတယ်အာဟုတ်ပါပြီအဲဆိုတော့ YouTube မှာက ဗီဒီယိုတင်ဖို့အတွက် AI နဲ့ပတ်သက်ပြီးတော့ဘာတွေတင်လို့ရှိရင်ကောင်းမလဲ AI နဲ့ပတ်သက်ပြီးဗီဒီယိုတွေတင်မယ်ဆိုရင် AI ရဲ့အခြေခံအသဘောတရားနေ AI နိပညာတွေရဲ့လက်တွေ့အထုံးချမှုနေဒါမှမဟုတ် AI နဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်လို့ရပါတယ်လူဒီစိတ်ဝင်စားမဲ့ခေါင်းစဉ်တွေကိုရွေးချယ်တာကအကောင်းဆုံးဖြစ်ပါလိမ့်မယ်အာဟုတ်ပါပြီအဲ့ဆိုတော့မင်းပုံမြင်ရောပြောပြထက်လားဘဝတူရရမဲ့ပုံမြင်တစ်ခုခုပေါ့ငါ့ကိုပြောပြပါလားအော်ကစားလောခကြီးမှာ ရွှေနန်းတော်ကြီးတစ်ခုရှိပါတယ်။အဲ့ဒီနန်းတော်မှာဖြူစင်တဲ့စိတ်ထားရှိတဲ့မင်းသမီးလေးတပါးနေထိုင်ပါတယ်။ဒီနေ့မှာမင်းသမီးလေးဟာတောအုပ်ထဲမှာလမ်းဖြောက်တာပါတယ်။အဲ့ဒီချိန်မှာညံကောင်းတဲ့လင်းယုံတကောင်ကမင်းသမီးလေးကို ကူညီပြီးနန်းတော်ကိုဖြန်းပို့ပေးပါတယ်။မင်းသမီးလေးဟာလင်းယုံကိုအကျေစုတင်ပြီးတငယ်ချင်းဖြတ်သွားကြပါတယ်။အဲ့ဒီနောက်မှာသူတို့နှစ်ယောက်ဟာ ပေါင်းပြီးနန်းတော်ကိုပုံမလှပအောင် အုပ်ချုပ်အာဟုတ်ပါပြီ။ ။အားလုံးဒီလောက်ပါပဲ။ဟုတ်ပါပြီ။ကျေးဇူးတင်ပါလဲ။စချားပါကူညီလိုအပ်သေးတယ်။ AI Studio ကိုလူတွေအတွက်အကျိုးရှိအောင်ဘယ်လိုမျိုးအသုံးပြုလို့ရမလဲ။ AI နည်းပညာကိုလူတွေအကအကျိုးရှိအောင် အသုံးပြုလို့ရတဲ့နည်းလမ်းတွေအများကြီးရှိပါတယ်။ဥဒမာပညာရေးမှာဆိုရင်စိတ်ကြိုက်သင်ကြားသင်ယူမှုအတွက်အသုံးပြုနိုင်ပါလေ။ကျန်းမာရေးမှာဆိုရင်ယောဂါရှာဖွေခြင်းမှာကူညီနိုင်ပါတယ်။ဒါအပြင်စိုက်ပျိုးရေး၊တည်ယူပို့ဆောင်ရေး နဲ့ဝန်ဆောင်မှုဆောင်ကွင်းတွေမှာလည်း AI ကိုအကျိုးရှိရှိအသုံးချနိုင်ပါတယ်။ Okay အခုလောက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာ AI ကိုသုံးပြီးတော့ဒီ AI story ကနေပြီးတော့အပြန်အလှန်ဘယ်လိုမျိုးပြောလို့ရလဲခုနကပြောလို့ပဲသူ့ကိုညာကိုကအကုန်လုံးကိုနေပယ်ဆုံးမှာလှည့်ပတ်မေးပြီးတော့အကုန်လုံးပြောလို့ရတယ်ပေါ့နော်။ကိုကကိုလိုချင်တဲ့အဖြစ်မရအောင်ဆိုလို့ရှိရင်လည်းသူ့ကိုတစ်မျိုးတစ်ဖန်ပြန်ပြန်ပြီးတော့မေးပြီးတော့ပေါ့နော်။ကိုလိုချင်တဲ့အဖြစ်ရအောင်အထိသူ့ကိုမေးလို့ရတယ်။ကိုမတီးတဲ့ကိစ္စကြီးလည်းပဲသူ့ကိုဒီလိုမျိုး မေးလို့ရဖြစ်ပါတယ်ကိုတယောက်ထဲပြေးနေတဲ့အချိန်မှာဆိုလို့ရှိရင်ဒါ AI ကကိုရဲ့အာမိတ်ဆွေတယောက်လိုပဲဖြစ်သွားတယ်ပေါ့နော်နောက်တစ်ခုကကိုကဒီ AI ကိုအသုံးချပြီးတော့လည်းပဲကိုရဲ့ဘူဒုတာတွေကိုလည်းကျွန်တော်တို့ရှာနိုင်မှာဖြစ်ပါတယ်ဒီလောက်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာ AI Studio အသုံးပြုနေလေးကိုတည်သွားမယ်လို့ထင်ပါတယ်တခြားတည်ကျင်တဲ့အကြောင်းအရာတွေရှိလို့ရှိရင်လည်းကိုမမှာမှတ်ငယ်ပေးလို့ရပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်